လိုအလုံးမဲမင်္ဂလာပါကုသသမီးကိုငရေပေးတဲ့မိဘဆိုတာတကယ်လက်တွေ့ဘဝမှာရှိမယ်လို့ထင်ပါသလားကုသသမီးကိုငရေပေးတဲ့မိဘဆိုတာလက်တွေ့ဘဝမှာရှိတယ်ဒါမဲ့မိဘတွေကိုယ်တိုင်ကဟောငါဒီလိုပြောချင်းဟာငါဒီလိုလုပ်ချင်းဟာကုသသမီးတွေကိုငရေပေးနေတာပါလားဆိုတာသူတို့ကိုသူတို့တောင်မသိပါဘူးတနည်းအားဖြင့်ပြောရမယ်ဆိုလို့ရှင်တော့အတိပညာမေးလို့ဖြစ်ပါတယ် ကိုကိုတိုင်ကလည်းစာမဖတ်ဘူးသူများပြောတာကိုလည်းနားမထောင်ဘူးကိုကြိုက်တာကိုစိတ်ဝင်စားတာပဲလုပ်တယ်တားသမီးတွေအကြောင်းနဲ့ပတ်သက်ပြီးတော့မျှဝေမှုလည်းအများကြီးရှိပေမဲ့သူတို့မလေလာဘူးမသိဘူးဆိုတဲ့အခါကျတော့သူတို့ကုသားသမီးပေါ်ဒီလိုလှုပ်ချင်းဟာကောင်းလားမကောင်းလားဆိုတာလည်းမခွေးချတတ်ဘူးအမှန်ဆိုလို့ရှိရင်တော့သူတို့ကိုတိုင်အရင်ကသူတို့မိဘတွေကသူတို့ကိုဆက်ဆံခဲ့တဲ့ပုံစံအတိုင်းပဲအခုအသားသမီးတွေကိုပြန်ပြီးတော့ဆက်ဆံရတယ် ဒါမဲ့မိဘတွေကိုယ်တိုင်ကဟောငါတို့ဒီလိုလှုပ်ချင်းဟာကို့သားသမီးတွေကို နာကျင်အောင်လှုပ်နေတာပါလားသူတို့ကိုစိတ်တိုင်ရပေးနေတာပါလားဆိုတော့ကိုသူတို့ကိုသူတို့မသိဘူးအဲကြောင့်ဒီဗီဒီယိုထဲမှာကို့သားသမီးကိုငရေပေးတဲ့မိဘရှိတယ်ဆိုတဲ့အခါမှာဘလိုဟာမျိုးဆိုလိုတာလဲဆိုတော့ကို အချက်လေးချင်းနဲ့ပြောပြတော့မှာဖြစ်ပါတယ်ပထမဆုံးအချက်ကကို့သားသမီးကိုအပြစ်တင်လို့နာတချို့မိဘတွေဆိုကို့သားသမီးကိုအပြစ်တင်လို့နာ ပါပဲလို့လို့ကုသားသမီးလို့တာဆိုအကောင်းကိုမမြင်ဘူးကုသားသမီးတွေကိုအပြစ်တင်ဖို့ပဲတည်တယ်ကုသားသမီးကကောင်းတာတစ်ခုခုလုပ်တယ်ဆိုလို့ရှိရင်တိတ်ပြီးတော့ချီချိုးမခံရဘူးဒီမြန်မာနိုင်ငံအထုံးစံအတိုင်းပေါ့နော်ဒါပေမဲ့တစ်ခုခုအမှားလုပ်မိလို့ကတော့အပြစ်ပြောတာအပြစ်ပြောတာမဆုံးတော့ဘူးအပြစ်တင်တက်လို့နဲ့မိဘတွေရဲ့အောက်မှာကြီးပင်းလာတဲ့ကလေးဟာအမြဲတမ်းတင်ငယ်စိတ်ရှိတယ် အဲ့လိုမျိုးအပြစ်တင်တက်လွန်းတဲ့မိဘတယောက်ဖြစ်နေခဲ့မယ်ဆိုလို့ရှိရင်အဲ့ဒါတနည်းအားဖြင့်ပြောရမယ်ဆိုလို့ရှိရင်မိဘတွေကိုယ်တိုင်ကအခုသားသမီးကိုငရေပေးမိတာပဲအဲအကြောင်းမိဘတွေကိုယ်တိုင်ကလည်းအဲ့လိုမျိုးအပြစ်တင်တက်လွန်းတဲ့မိဘတယောက်ဖြစ်နေခဲ့မယ်ဆိုလို့ရှိရင်နောက်ပိုင်းတတိထားဆင်ခြင်ဖို့လိုအပ်ပါလိမ့်မယ်ဒုတိယချက်နေနေကဆေးဆူလွန်းတာအမြဲတမ်းဆေးဆူခံနေတဲ့ကလေးတယောက်ရဲ့စိတ်ထဲမှာဘလို့နေမယ်ဆိုတာကိုတွေးကြည့်ပါတယောက်ယောက်ကကိုယ်ကို အမြဲတမ်းဆေးနေမယ်ကိုကိုယ်တိုင်ဆေးခံနေမယ်ဆိုလို့ရှင်ဘလို့နေမလဲစိတ်ထဲမှာပြတော့စိတ်ပျော်ရှင်နေမှာမဟုတ်ပါဘူးပြီးတော့ကလေးတွေဆိုတာတည်တဲ့အတိုင်းပဲမိဘတွေရဲ့လုပ်ပုံပြောပုံဆိုပုံအကုန်လုံးတို့ copy လုပ်တာအမြဲတမ်းကိုကိုယ်တိုင်ကိုသားသမီးကိုဆေးဆိုနေမယ်ဆိုလို့ရှင်ကလေးတွေကိုယ်တိုင်ကလည်းသူတပါဘူးအဲ့လိုဆေးဆိုမှာပဲကလေးတွေအဲ့လိုမျိုးဆေးဆိုတာပါနဲ့တူတယ်ဆိုလို့ရှင်သူတို့စိတ်ကိုအစ်စစ်နဲ့ပတ်ခံရတယ်လို့ပဲ အပြင်ပိုင်းတိုင်ရာကြတော့ကုလို့ရတယ်ဒါပေမဲ့အတွင်းပိုင်းတိုင်ရာစိတ်တိုင်ရာကကြတော့ကုရခက်တယ်အဲ့လိုမျိုးကလေးတွေကိုဆေးဆူနေတာဟာသူတို့စိတ်တိုင်ရာ ပေးနေတယ်လို့ပါပဲပို့မှပြောရမယ်ဆိုလို့ရှင်တချို့မိပါတယ်ဆိုရင်ပေါ့နော်ကုကလေးတွေကိုအတုံးမကြလိုက်တာခွေးဖြစ်မဲ့ကောင်ငရေကြီးမဲ့နင်းသေးမအေးမဲ့အဲ့လိုမျိုးဆိတ်ဆိုးလို့ရှိရင်လေကိုအလိုမကျဖြစ်နေပြီဆိုလို့ရှိရင်ကိုအသားသမီးကိုဆေးဆိုးရတာပဲ အရက်တောက်ပြီးတော့မိုးတဲ့အခါတွေပြီးတော့ကိုစိတ်အလိုမကျဖြစ်တဲ့အချိန်မှာကိုသားသမီးကိုအဲ့လိုမျိုးဆေးဆူတက်တက်မိပါတယ်ရှိတယ်။တနည်းအားဖြင့်ပြောရမယ်ဆိုလို့ရှိရင်တော့အဲ့လိုကလေးတွေကိုဆေးဆူတာဟာလေကိုကလေးကိုငရေပေးမိတာပါပဲ။မိပါတယ်ကိုယ်တိုင် မသိလို့ပြီးတော့ဓာတ်တရားချက်နေနေကပါလဲဆိုလို့ရှိရင်ဖက်လိုက်တာသားသမီးရင်းထဲမှာမိပါရဲ့ပြောစကားနားထောင်တဲ့သူနဲ့နားမထောင်တဲ့သူဆိုပြီးတော့ရှိတယ်။ဒါမှမိပါစကားနားထောင်တဲ့သူပဲလိုက်ချစ်တယ်။ ဖဲလိုက်တတ်တဲ့မိဘတွေရဲ့သားသမီးတွေမှာ မစည်းလုံးကြတာများတယ်။အချင်းချင်းမနာဘူးစိတ်ကနေအမုန်းတရားတွေပွားတယ်။အဲ့လိုမျိုးကလေးဘဝကနေအယူဆွေးတဲ့အမုန်းတရားတွေကဘယ်တော့မှ ဖြုံးလို့မရတော့ဘူး။ဒါကြောင့်ဖက်လိုက်မှုကလည်းတနည်းအားဖြင့်ပြောရမယ်ဆိုကိုယ်ကလေးတွေအချင်းချင်းကြမှာစီလိုမှုကိုဖြစ်စေတတ်တယ်။အချစ်ခံရတဲ့သူအတွက်ကဘာမှမဖြစ်ဘူး။ဒါမဲ့ သိပြီးတော့အချစ်မခံရတဲ့ကလေးတယောက်ရဲ့စိတ်ထဲမှာကတော့ငရေပေးတာခံရတယ်လို့ပါပဲစတုထမှာကသားသမီးတွေရဲ့ဆစ်ဆန်ပုံမှားတာတချို့မိဘတွေရှိတယ်ပြင်ပမှာတော့လူကြီးလူငယ်မယွင်းအလေးထားဆစ်ဆန်တတ်ကြတယ်ဒါပေမဲ့အိမ်မှာကျတော့ကိုသားသမီးတွေကိုဆစ်ဆန်တဲ့ပုံနဲ့လုံးဝကွာသွားတာကိုသားသမီးအရင်ကျတော့လူလူတော်မဆစ်ဆန်တဲ့မိဘတွေအများကြီးရှိတယ်ပြီးတော့ကိုသားသမီးဆိုလို့ရှင်တော့ဂျန်နီနဲ့ပဲဆစ်ဆန်ရမယ်ဆိုတဲ့ပုံစံမျိုးနဲ့ ကုသားသမီးဆက်ဆံတဲ့သူတွေလည်းအများရှိတယ်။ကုသားသမီးကိုကောင်းစေချင်တဲ့ဆန္ဒနဲ့ဆူဆုံးမတယ်ဆိုပြီးပြောနေကြပါမယ်။အဲ့လိုမျိုးကောင်းစင်အောင်မှာကုသားသမီးကိုပြောပုံဆိုပုံမတတ်တဲ့အခါကျတော့ပြောမတတ်ရင်နားခါတတ်တယ်ဆိုတာလူတဘာဝပါ။ကလေးဖြစ်ဖြစ်လူကြီးပဲဖြစ်ဖြစ်စိတ်ကအမြဲတမ်းကြည်မနေပါဘူးအမြဲတမ်းနားပူနေအောင်ကုသားသမီးကိုဆူဆုံးမှမဟုတ်လဲမပြူလို့မိပါစေနဲ့ ။ဟိုမှာတပတ်တစ်ခါလို့ပဲဖြစ်ဖြစ်ကောင်းကောင်းလေးကုသသမီးကိုပြောချင်းပြောပါ ဆုံးမချင်းဆုံးမပါ။ဒေါသပါတဲ့ဆုံးမစကားပြောင်းပြန်အကျိုးသက်ရောက်ပါတယ်။မိဘဆိုတာအဖူးတန်ပါတယ်။သားသမီးဆိုတာလည်းလူဖြစ်တဲ့အတွက်ကြောင့်အဖူးတန်ပါတယ်။အဲဒါကြောင့်မိဘနဲ့သားသမီးကြားမှာမိဘတွေကိုယ်တိုင်ကိုသားသမီးကိုငရေပေးတယ်လို့မဖြစ်ရလဲအောင်အခုပြောတဲ့အချက်လေးချက်တွေကိုမှတ်သားထားဖို့လိုအပ်ပါတယ်။ အခုဒီဗီဒီယိုထဲမှာတော့အချက်လေးချက်နဲ့ပဲဖော်ပြထားတာဖြစ်ပါတယ်ဒီထက်အများကြီးရှိနေနိုင်သေးတယ်ခုအသားသမီးတွေကိုငရေပေးတဲ့မိဘများမဖြစ်ရလဲအောင်မိဘတွေကိုယ်တိုင်သတိထားတတ်ဖို့ရအတွက်အချက်လေးချက်နဲ့ဖော်ပြထားတာပထမဆုံးအချက်ကဖြစ်တင်တက်လို့နဲ့မိဘမဖြစ်ဘူးရဲ့ဆေးဆိုလို့နဲ့မိဘဖက်လိုက်တဲ့မိဘရဲ့နောက်ဆုံးအချက်ကသားသမီးတွေကိုပြောပုံဆိုပုံမှားတာဒီအချက်လေးချက်လေးကိုသတိထားမယ်ဆိုလို့ရှိရင် အရင်ကထပိုးပြီးတော့ကိုသားသမီးတွေနဲ့ဆက်ဆံပုံဆက်ဆံနေအဆင်ပြေလာမှဖြစ်ပါတယ်ဆိုတဲ့အကြောင်းကိုဒီဗီဒီယိုထဲမှာအနေနဲ့မျှဝေပေးချင်ပါတယ်ဒီဗီဒီယိုလေးဟာအကျိုးရှိတယ်ဆိုလို့ရှိရင်တော့တခြားသူတွေအတွက်လည်းအကျိုးရှိအောင်ဒီဗီဒီယိုလေးကိုမျှဝေပေးစေချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်